မြမငိမ့်ချရဲ့အတွက်အစိမ့်စိမ့်အပိုင်းပိုင်းညိနိုင်မှုဟာတကယ်ဖြည့်ရှင်းချက်လားဒါမှမဟုတ်ရင်ပြည်ထနာတွေကိုပို့ပြီးရှုပ်ထွေးအောင်ဖန်တီးနေတဲ့နိုင်ငံတကာရဲ့ရှုပ်ဝတ်တဲ့ကစားပွဲအသစ်တစ်ခုလားအဲ့ဒီမိကွန်းဟာမြမအနာဂတ်ကိုစုပ်ဖြတ်တဲ့အခြေအနေထိတက်ရောက်နေပါတယ်ဒီကနေ့မြမနိုင်ငံမှာငိမ့်ချရဲ့ဆိုတဲ့စကားကိုကြားတဲ့အချိန်တိုင်းလူတွေရဲ့မျှော်လင့်ချက်စိတ်ပြတ်မှု အဲ့ဒါဒီနဲ့ရောရက်နေတာကိုကျွန်တော်တို့ခံစားတွေ့နေရတာဖြစ်ပါတယ်။နိုင်ငံတကာပါဝင်တဲ့ဆွေးနွေးပွဲတွေဟာအဆုံးမရှိရလတ်မရှိပိုင်းခြားမှုတွေကပိုပိုကြီးဆိုးလာတာဖြစ်ပါတယ်။ဒီတော့ဒါဟာအပြောင်းလဲရဲ့တဘောတဘာဝလား။ဒါမှမဟုတ်ရင်ပြဿနာကိုပိုပြီးဆိုးအောင်ဆွဲထုတ်တဲ့ရှိုးဝက်ကစားပွဲလားဆိုတာကျွန်တော်တို့သိချာတောက်တက်ကြည့်ဖို့လိုပါတယ်။ပကံကွဲကိုကော်နက်ကတ်တလို့ဖြစ်လို့မရပါဘူး။ အဲ့တော့အပိုင်ပိုင်ညှိနှိုင်းမှုလို့ခေါ်ပါတယ်။အခုမြန်မာမှာဖြစ်နေတာက disaggregated mediation လို့ခေါ်တဲ့အပိုင်လိုက်အပိုင်လိုက်ညှိနှိုင်းမှုအခြေအနေပါ။ဒါကိုအကောင်းဆုံးဥပမာပေးရရင်ပြောခဲ့သလိုပကံကြီးတစ်ချက်ကွဲသွားတဲ့အခါမှာအစိတ်အပိုင်တိတိလေးတွေကိုတစ်ခုချင်းစီကော်နက်လိုက်ကပ်နေသလိုဖြစ်နေတာပကံကြီးကအဲ့လိုကော်နက်ကပ်တိုင်းလဲပြန်မဆက်နိုင်သလိုမြန်မာပฏิပခောက်ကိုလည်းအဲ့လိုမျိုးတစုချင်းဖြည့်ရှင်းနေကြတဲ့အခြေအနေအား ဖြစ်နိုင်ဖို့မလွယ်ပါဘူးတဘောတူညီမှုကြီးတကူမဖြစ်နိုင်တော့ဘဲနဲ့စစ်တပ် AO PDF နိုင်ငံရေးပါတီတွေတိုက်ပွဲတွေကိုဒစုချင်းတပိုင်းချင်းဖြည့်ရှင်းနေကြတဲ့ပုံစံတွေ့နေရပါတယ်အဲ့ဒီလိုအပိုင်ပိုင်ချီကံမှုနဲ့အတူပဲမြန်မာနိုင်ငံဟာပို့ပြီးပိုင်းချလိုက်တယ်လို့ပို့ပြီးတော့ရေရှည်ပဋိပက္ခကိုလမ်းကြောင်းအစ်စ်တစ်ခုပေါ်တင်လိုက်တယ်လို့တဖြည်းဖြည်းရောက်လာနေတာကိုကျွန်တော်တို့တွေ့နေရတာ ဖြစ်ပါတယ် ဥပမာကြည့်မယ်ဆိုရင်ရခိုင်လုံးကဂျပန်ဝင်ပြီးတော့ညှိနှိုင်းတယ်လို့တရုတ်အဲ့လိုပြင်ပနိုင်ငံတွေကရခိုင်မောက်ညှိနှိုင်းတယ်လို့ပဲရှမ်းမြောက်မှာဒေတာလိုက်အပြည့်အဝတွေဖန်တီးပေးခဲ့တာတွေ့ရမှာပါဒါပေမဲ့အဲ့ဒီလိုမျိုးတည်ငြိမ်မှုကျွန်းလေးတွေပုံစံဖန်တီးတဲ့နေမြေတစ်ခုမှာစစ်ကိုတော့ရက်ပြီးတော့အဲ့ဒီကအင်အားတွေအဲ့ဒီကစစ်သားတွေကတခြားနေရာတစ်ခုမှာစစ်ပွဲအစ်စ်ထော်တာဖြစ်ပါတယ်စစ်ပွဲအစ်စ်တစ်ခုထော်တာမဟုတ်ရင်တော့ထော်ခွင့်ရဖို့လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ် အစိုက်ပင်ရေလောင်းနေတယ်လို့မျိုးဆိုလိုတာပါအဲ့ဒီလိုရှိုးဝက်မဟာဗျူဟာတစ်ခုစစ်ကောင်စီကအခွင့်ကောင်းယူပြီးတော့ရခိုင်မှာတော့လည်းရခိုင်အပြည့်ရက်ကိုအတုံးချပြီးတခြားနေရာမှာတိုက်ခဲ့တယ်အခုအဲ့လိုမျိုးထပ်ပြီးတော့ရှမ်းပြောင်းဆိုလိုမျိုးဖြစ်လာရင်လည်းစကိုင်းမကွေးတို့မှာဆိုးရွားတဲ့တိုက်ပွဲကြီးတွေထပ်ပြီးလုံးမှာလုံးနေတော့ကိုတွေ့ရမှာပါအဲ့ဒီအခြေအနေတွေကကျွန်တော်တို့အဲ့ဒီမဟာဗျူဟာရဲ့လှုပ်ဆောင်ချက်တွေကိုတက်သိပြနေတာဖြစ်ပါတယ် အပိုင်ပိုင်ညိနိုင်မှုဟာရေရှည်တည်ငြိမ်မှုအတွက်အဖြေမဟုတ်ဘူးဆိုတာပြောချင်တာပါ ပို့ပြီးရှုပ်ထွေးမှုတွေကိုတိုးလာစေမဲ့နီးပြူဟာတက်တက်တစ်ခုဖြစ်ပါတယ်ဒီလိုမျိုးပဲအပိုင်ပိုင်ကိုဆက်ပြီးတော့အလုံးနေမယ်ဆိုရင်ဘာဖြစ်လာနိုင်မလဲအပိုင်ပိုင်ဆက်ပြီးတော့ဖြစ်နေမယ်ဆိုရင်ဘာဖြစ်လာနိုင်မလဲယောဂကြီးတစ်ခုကိုယောဂလက္ခဏာတစ်ခုချင်းစီလိုက်ကုနေရသလိုပုံစံမျိုးပါယောဂမပြောက်ပဲပို့ဆိုးလာမှသိချပါတယ် မြန်မာနိုင်ငံဟာစီးရီးယားလိုပဲစစ်ဘေးဒုက္ခတွေနဲ့နိုင်ငံတော်အလုံးစစ်မီးလောင်နေတဲ့အခြေအနေကို ကြောက်သွားနိုင်တယ်ဆိုတာအလုံးသိဖို့မိမထားဖို့လိုပါတယ်တကယ်လို့နိုင်ငံတကာအကျိုးစီးပွားတွေဟာအဲ့ဒီပေါ်မှာထိတိုက်ဆိုက်ကျင့်မှုတွေဖြစ်လာရင်တရုတ်တို့ဂျပန်တို့အမေရိကန်တို့မဟာဗျူဟာရင်မှတ်ချက်တွေမြန်မာအပေါ်မှာထိတိုက်တာတွေးလာခဲ့မှဆိုရင်လည်းမြန်မာနိုင်ငံဟာနိုင်ငံတကာကစားပွဲရဲ့ပရာစီကစားကွင်းတစ်ခုဖြစ်သွားမှာဖြစ်ပါတယ် နိုင်ငံကတက်တော့ထက်ကတက်ပစ်လို့ကျွန်တော်တို့မြန်မာနိုင်ငံကတက်ပစ်ခုဖြစ်လာမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီအခြေအနေကိုပြည်내တော်တိုင်းအင်အားစုတွေကစီအောင်မြင်မှုတွေနဲ့တဖြည်းဖြည်းအောင်မြင်မှုတွေကြီးထွားလာမယ်ဆိုရင် PDF တွေ AO တွေနိုင်ငံကညီနိုင်မှုကိုကျော်လွန်ပြီးကိုယ်ပိုင်အုပ်ချုပ်မှုတွေကိုကိုယ့်ဘာသာကိုထူထောင်လာနိုင်မှာဖြစ်ပါတယ်ဒါကနောက်ထပ် ပို့ပြီးတော့ခက်ခဲရှုပ်ထွေးတဲ့အခြေအနေတစ်ခုလည်းဖန်တီးသွားနိုင်ပါလေပြည်တွင်းအင်အားစုတွေရဲ့အောင်ပွဲတွေကအားလုံးတော့အဖွဲ့စည်းတွေနိုင်ငံတွေရဲ့အခြေအနေပေါ်မှာနောက်ထပ်မိကုံအသစ်တွေကိုဖန်တီးပေးသလိုဖြစ်သွားမှာကိုဆိုလိုတာပါဒီတော့ပြပကနေပြီးညှိချရေးလုတ်ပေးတော့ဟိုဘလို့နားလည်ရမလဲဆိုရင်လက်ခံတင်းတလောက်လို့လက်ခံဖို့လိုတယ်နောက်ဆုံးမှအားလုံးကစကဝိုင်းတက်ရမယ်ဆိုတာတော့ကျွန်တော်ပြောချင်တဲ့အတိုင်းပဲ ။ဘာလို့ရမလဲဆိုရင်မြမညေချမ်းရေးကိုအပိုင်းပိုင်းနဲ့တော့မရဘူး။အဲ့လိုမျိုးအပိုင်းပိုင်းမျက်နှာစောင်နဲ့မမြင်ဘဲနဲ့နိုင်ငံလုံးဆိုင်ရာဖြည့်ရှင်းမှုကိုပြန်ရအောင်ကြိုးစားသင့်ပါတယ်။ Inclusive Nation နဲ့ Dialogue နောက်ဆုံးမှာအဲ့ဒီပုံစံကိုတော့ခေါ်ရမှာပါပဲ။လောကအသက်ပြန်ပြီးတော့တည်ဆောက်ရမှာပါပဲ။တစ်ဖက်ဖက်ကအားနည်းလာလို့တစ်ဖက်ဖက်ကိုအခွင့်အရေးရရှိခြင်းလို့တနင်္ဂနွေတစ်ခုက Divine Design အပိုင်းပိုင်းဖြစ်ပြီးတော့ဝင်ဆွေးနွေးပေးမယ်ညှိနှိုင်းပေးမယ်ဆိုရင်အဲ့ဒါဟာ အရင်လို အပန်းပိုင်းအစိတ်စိတ်မောမောဖြစ်မှာပဲကျွန်တော်ပြောသလိုပဲ inclusive nation နဲ့ dialogue ကိုစိတ်ကိုအနည်းဆုံးအသာစီးရအောင် တိုက်ပြီးတော့အလုံးနိဗ္ဗာန်ပဝင်တဲ့မြို့သားဆွေးနွေးပွဲတစ်ခုကိုပြန်တည်ဆောက်နိုင်မှသာမြန်မာနိုင်ငံဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကိုဆက်ပြီးရှောင်နိုင်မှာဆိုတော့တင်ပြချင်ပါတယ်ကျွတ်အစိုးတတ်နေတယ်ကျွန်တော်ပြောချင်တာကမြန်မာငြိမ်းချမ်းရေးလမ်းကြောင်းဟာ အစိတ်စိတ်အပိုင်းပိုင်းပေါင်းစပ်မှုကနေပို့ပြီးရှုပ်ထွေးတဲ့ကော်ရက်တစ်ခု ဖြစ်လာနေတာကိုတဖြည်းဖြည်းမြင်လာနေရပါတယ်စဉ်းစားကြည့်ပါအဲ့လိုအပိုင်ပိုင်ကြီးနိုင်ပြီးဆွေးနွေးဖြည့်ရှာလိုက်တာဟာမြန်မာနိုင်ငံကိုတကယ်ငြိမ်းချမ်းရေးနဲ့ပို့ပြီးဝေးတထက်ဝေးသွားအောင်လုပ်နေတာမျိုးမဟုတ်ဘူးလားကျွန်တော်မိတ်ဆွေတွေအမြင်တက်သည့်နားလည်တဲ့ဆရာသမားတွေအမြင် comment မှာရေးခဲ့ပေးပါဦးကျွန်တော်ကတော့အဲ့ဒါကိုဒီလိုအခြေအနေကိုဒီလိုရှိတယ်ဆိုတော့ကိုတင်ပြချင်တာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ရအောင်ပါကျေးဇူးတင်ပါတယ်